ကဘာမှာတယောက်သာဖြစ်တတ်တဲ့ဒီယောဂကြောင့်ဆရာဝန်တွေခေါင်းဆောင်ခဲ့ရတယ်။ ီလူရဲ့မျက်နှာကတော့အမှုကျက်သွားပြီးအကျွမ်းမိုင်းတွင်ကနေလှိုက်စားတာကိုခံစားလိုက်ရတဲ့အတွက်သူမျက်နှာတစ်ခုလုံးရဲ့အပေါ်ဘက်တွေကိုဖြတ်ထုတ်လိုက်ရပါတယ်ရှင်။ဒါကရှာဖွေယောဂအခြေအနေတစ်ခုဖြစ်ပြီးစီးကျုံလိုကိုခန်းအားနည်းသူတွေမှာဖြစ်တတ်တာပါ။အန်ဟုတ်ကောင်းတာကဒီလူရဲ့အခြေအနေကြီးကအချိန်တိုတိုလေးအကျွမ်းမှာအကောင်းပကတိကနေအခုလိုကြီးထိဖြစ်သွားခဲ့ရတာပါ။ဟင်းမကောင်းရင်လောက်တက်တယ်လို့သူမျက်နှာကလည်းမှုတက်ပြီးအတွင်းကနေလှိုက်စားတာကိုခံခဲ့ရပါတယ်။ဒါကြောင့်လဲဆရာဝန်ကြီးကမျက်နှာခွဲဖို့ဆုံးဖြတ်လိုက်ကြပြီးခွဲစိတ်မှုတွေကိုခဏခဏလှုပ်ဆောင်ခင်ရပါတယ်။ဒါကြောင့်လဲသူကတာမန်လူတွေလိုမဟုတ်ကြောပဲမျက်နှာကြီး ခြံဝင်တယ်လို့ပုံစံနဲ့အသက်ဆက်နေရပါတယ်။ဒါပေမဲ့ဆရာဝန်တွေကကောင်းလာတာကြောင့်သူ့ပုံစံမျက်နှာအတူကိုဖန်တီးပေးခဲ့ပြီးဒီအကြောင်းကလည်းနိုင်ငံတကာအထိကိုဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။ သူအကြောင်းကအခုပြောပြတာထက်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းပြီးအကြောင်းအကုန်သိသွားရင်တော့ဝမ်းနည်းစရာကနေလေးစားစရာဖြစ်သွားမှာကတော့သိကြပါရဲ့ရှင်။ဒါဆိုဘာလို့ဒီလူကမျက်နှာမရှိတော့တာလဲ။သူဘာတွေဖြစ်ခဲ့တာလဲ။သူရှိဘွားကရောဘာတွေဆက်ဖြစ်သွားလဲ။ကျွန်မဒီဗီဒီယိုထဲမှာတင်ဆက်ပေးပါမယ်ရှင်။အမေရိကန်နိုင်ငံကင်တက်ကိတ်ပြည်နယ်အိုဝန်ဘိုရမြို့ဟာဆိုရင်တော့မက်ထရီယန်နေထိုင်ရာမြို့လေးဖြစ်ပါတယ်။မက်ကဇနီးတင်သားမကတာသမီးတွေရောမြေးတွေရောရှိပါတယ်။ ဆိုတော့ခင်မတဲ့ဖခင်နဲ့အဖိုးဂုံလူသုံးခုစလုံးပိုင်ဆိုင်ထားတာပေါ့ရှင်။မက်ကနက်သူဇနီးတဲ့နစ်စီတို့က1990ခုနှစ်မှာလက်ထပ်ခဲ့ပြီးပျော်ရွှင်စရာကောင်းတဲ့စနစ်တာကာလကိုဖျက်ဆီးခဲ့ကြပါတယ်။ဒါပေမဲ့2000ခုနှစ်ဘယ်တိုင်းဒီမတိုင်ခင်လေးမှာသူတို့ရဲ့ပုံမှန်ဘွားကချီကဝမ်းနဲ့ပွဲအလှည့်အပြောင်းဖြစ်လာပါတော့တယ်။2000ခုနှစ်ရဲ့အဲ့ဒီနေ့ညမှာမက်ကခေါင်းကိုက်ပြီးတော့အိပ်ပျော်သွားခဲ့ပါတယ်။မနေ့မိုးလင်းတော့ခေါင်းကိုက်ကြားကပြောင်းမသွားဘဲမခံမရနိုင်အောင်ဖြစ်လာပါတယ်။ နက်စီကလည်းသူမယောက်ျားကိုသူတို့မျိုးကစေယုံတစ်ခုစီအလင်းမြန်ပို့ဆောင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကမနိုင်လို့လူဝီဘီလ်တက္ကသိုလ်စေယုံစီထပ်ပြရပြန်ပါတယ်။အချိန်ကဘလောက်လေးမှမရှိသေးပေမဲ့မတ်အချိန်ကြီးကတော်တော်လေးကိုမဟန်တော့ပါဘူးရှင်။အဲ့ဒီစေယုံကတောင်ဝန်ကျစေယုံဒေါက်တာဂျက်ဖရီဘန်ဘက်ကသူ့ကိုဆန်းစစ်လိုက်ချိန်မှာတော့လန့်သွားခဲ့ပါတယ်။မတ်က မျိုးခေါ် mycosis လို့ခေါ်တဲ့ရှားပါးပြီးဆိုးရတဲ့မှုပိုးကူးစက်မှုကြီးကိုခန်းစားနေရပါပြီ။ဒီမှုပိုးကအုန်းနောက်ထဲထိတောင်လျင်မြန်စွာပြန့်နှံ့နိုင်ပြီး48နာရီအတွင်းသေဆုံးတတ်ပါတယ်။စီဂျိုယောဂါလိုမျိုးခုခံအားစနစ်အားနည်းသူတွေမှာဖြစ်ပွားတတ်ပါတယ်။မကဆေးကြောင့်ဖြစ်ပွားရတဲ့စီဂျိုယောဂါဖြစ်နိုင်ခြေရှိထားတယ်လို့ဆရာဝန်ကမှတ်ချက်ပေးပါတယ်။အခြေအနေဒီကမြ мян ဆန်ဆန်ကိုကန့်ဆိုးမှုမောင်းကြနေပါပြီရှင်။မှုပိုးကမက်ကဲဥကောင်းခွင့်အခေါင်းပေါက်တွေနဲ့လေချောင်းတွေအတွင်းမှာခိုအောင်နေပြီးတော့သူ့မျက်နှာကိုအတွင်းပိုင်းကနေဝါးမြူနေပါပြီ။သူ့မျက်နှာနဲ့မျက်လုံးတွေကတ िश ူးတွေ သေဆုံးလို့မက်တက်လိုက်လာပါတယ်။ဒါတွေအားလုံးကတပတ်အတွင်းမှာရင်လှည့်မြန်စွာဖြစ်လာတာပါရှင်။ပြောရမယ်ဆိုရင်တော့တန်ကြီးကတန်ကိုစပြတာကိုစပီတရားနဲ့အမြန်ရစ်ထားသလိုမျိုးကြီးသူ့မျက်နှာအစားခံနေရပါပြီ။ဆိုလာပါတယ်ဆိုတော့သူ့အသားကိုစားတဲ့ဘက်တီးရီးယားတွေတောင်းဒီမိုပိုးကြီးကိုလုံးဝမရှင်နိုင်ဘူးလို့ဆရာဝန်တွေကအသိပေးပါတယ်။အထက်မှာပြန့်နေနေတဲ့မိုတွေကမက်မျက်နှာကိုအကျွန်းကနေလိုက်စားလို့မျက်မကောက်အောင်အကုန်မဲ့တက်လာခဲ့ပါပြီ။မျက်နှာတွေတင်မကမျက်လုံးတွေကပါတရေကားတွေကလို့မဲနဲ့လာပါတယ်။ လွန်ခဲ့တဲ့3လရက်ကတော့အကောင်းကြီးရှိသေးတာအခုကျအသက်မရှင်နိုင်တော့တော်ဘူးလို့ဆောင်းဝန်ကြီးကကြားလိုက်ရတော့သူတို့မိသားစုကိုနားကိုတော့မယုံနိုင်ခဲ့ကြပါဘူးငယ်လေးကိုမူကျိုးပစ်ခံရတယ်လို့ရှော့ခရကုန်ကြပါတယ်အခုမကရဲ့တခုလဲတော့မျှော်လင့်ချက်ကတော့ဒေါက်တာဗမ်ဘလ်တာဝန်ယူထားတဲ့လူဝီဘလ်တက္ကသိုလ်ဆီအောင်မှာအကူတောင်းမှုခံယူကြည့်ဖို့ပါမကကိုရွေးချယ်စရာနှစ်ခုပေးထားပါတယ်ဒါပေမဲ့နှစ်ခုစလုံးကအစွန်ရောက်တည်ချီပါပဲသူ့ရဲ့မျက်လုံးနဲ့မျက်နှာတစ်ပြင်လုံးနီးပါးအပါအဝင်ယောဂပိုးဝင်ထားတဲ့တ िश ူးတွေအားလုံးကိုခွဲစိတ်ဖယ်ရှားရပါမယ်ဒါမှမဟုတ်ရင်တော့အသက်ကိုအဆုံးသတ်ဖို့နည်းပဲရှိပါတော့ ယ်။မက်ကဆရာဝန်ကိုတခွမဲ့ပြန်ပြောလိုက်ပါတယ်။ဆရာလိုအပ်တာလုပ်ပြီးကျွန်တော်ကိုအသက်ရှင်ဖို့အကောင်းဆုံးအခွင့်အရေးပေးပါတဲ့။အဆုံးထိရောက်နေပြီမဲ့မက်ကသူ့ရဲ့မျှော်လင့်ချက်ကိုလုံးဝလက်မလျှော့ခဲ့ပါဘူးရှင်။ အဲ့ဒီနေ့ညမှာပဲဒေါက်တာဘမ်ဘတ်စ်ကသူ့ဘဝမှာရောလူနာဘဝမှာပါစိတ်အပင်ပန်းရဆုံးနဲ့အခက်အခဲဆုံးဖြစ်တဲ့ခွဲစိတ်ကူးသားမှုကိုစတင်လှုပ်ဆောင်ပါပြီ။ဒေါက်တာဘမ်ဘတ်ကဂယူဒီဇိုင်းနဲ့အမှတ်ကအမျိုးလုံးနှလုံးရောနှာခေါင်းရိုးတွေနဲ့တ िश ူးတွေကိုရောဖယ်ရှားခဲ့ရုံနဲ့တမကမျက်နှာကိုဖွဲ့စည်းထားတဲ့အရိုးတွေရောအာခေါင်မှာကြိုးကိုပါဖယ်ရှားခဲ့ရပါတယ်။မတ်ကိုခွဲစိတ်ကူးသားမှုပြီးတဲ့နောက်ထွက်လာတဲ့သူ့ရဲ့ပုံစံကကျမပြောလို့တော့မကောင်းပါဘူး။ပြည်သက်ကြည်သားအမြင်အောင်ကြည့်လိုက်ပါနော်။၄နိုင်ခွဲခန့်ကြာမြင့်တဲ့ operation ပြီးတဲ့နောက်မှာတော့ထွက်လာတဲ့မတ်ကလူနဲ့တောင်မတူတော့ပါဘူးရှင်။ သူ့ရဲ့မျက်လုံးတွေနှာခေါင်းတွေနေရာတွေမှာကျန်းခွက်အကြီးကြီးတွေနဲ့တတော့ကိုမြင်မကောင်းပါဘူး။ကျန်းတဲ့မျက်နှာအစိပ်ပိုင်းတွေလည်းမရှိတော့ပါဘူး။လုံးနေတဲ့ရေကန်းမုံကိုဇွန်းနဲ့အပါတရကလော်လိုက်ပြီးတဲ့နောက်ကျန်ခဲ့တဲ့အချိုင်ပုံစံကြီးလိုကိုဖြစ်နေခဲ့ပါတယ်။ကျွန်မအသေးစိတ်ဆက်ပြောရရင်တော့ပြိတ္တုအန်ကုံမှာဆိုလို့ဆက်မပြောတော့ပါဘူးရှင်။ဆံဝန်ကငရဲတမျှနာကျင်မှုကိုလျှော့ချပေးဖို့အတွက်မတ်ကိုရတဲ့ရွက်များစွာကြအောင်ကွန်မပေးခဲ့ပါတယ်။ဇနီးဖြစ်သူနန်စီကမတ်ဒန်ယာကိုမြင်လိုက်တဲ့အချိန်မှာတော့ကြောက်ဖို့တော့ကောင်းပေမဲ့ကျွန်မထင်တာတော့မဆိုးပါဘူးလို့ဆိုခဲ့ပါတယ်။နန်စီကယောက်ျားပေါ်ဘလောက်ချစ်လဲမြင်တာ ားပါရရှင်ဒီလိုနဲ့ငါးဘက်အစာမှာတော့မက်ကသူဖြစ်ခဲ့တဲ့မြောက်ကိုဘာမှမမှတ်မိပဲနိုးလာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဇယဝန်တွေကသူ့မျက်နှာပုံစံကိုပြန်လည်တိဆောက်ဖို့စတင်ပါပြီဒေါက်တာဖလိုရစ်အပောင်ဝင်း plastic surgery ခွဲစိတ်ဆရာဝန်အဖွဲ့တစ်ဖွဲ့ကမက်ကိုစကားပြောတာတွေမျိုးချတာတွေလုပ်နိုင်စေဖို့အကောင့်ကျုပ်ကိုဖန်တီးပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါကိုမချိတ်ခင်မှာချိတ်ဖို့ဖွဲ့စည်းပုံတစ်ခုလိုအပ်ပြန်ပါတယ်ဒီလိုနဲ့မက်ခင်မနောက်ထပ်ပြင်းထန်တဲ့ခွဲစိတ်မှုတစ်ခုထပ်လုပ်ရပါပြီဆလင်းနိုင်ကြခွဲစိတ်မှုမှာဒေါက်တာစတော့မန်ကမက်ရဲ့ခြေထောက်ကအယိုးနဲ့အရေးပြားကိုယူပြီးသူ့မျက်နှာအန ှနှံမှာအယုစစ်ညံတစ်ခုဖန်တီးပေးခဲ့သလိုအကောင်ကိုလည်းပြန်လည်တိစောက်ပေးခဲ့ပါတယ်။ဒါပေမဲ့မတ်ကပြန်လည်စကားပြောစားတော့နိုင်ခဲ့ပြီးတော့သူ့ဘဝအရေးအတွေးများစွာတိုးတက်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ရုပ်ရည်သွင်မြင်ကပြဿနာဖြစ်နေတော့မှာပဲရှင်။မတ်ကသူ့ရဲ့ပုံမှန်သဏ္ဍာန်ကြောင့်အထူးသဖြင့်ကလေးတွေကြောက်သွားမှကိုအရင်စိုးရိမ်ပါတယ်။ဒါကြောင့်သူ့ပုံပြက်ပန်းပြက်သဏ္ဍာန်ကိုဖုံးဖို့အတွက်အိုဘာဆိုင်နေကမျက်မှန်ကြီးကိုတက်ဆင်ထားလို့ရှိပါတယ်။ဒါပေမဲ့မတ်ကအခေါင်းပေါက်ကြီးကကြီးလွမ်းလာကြောင့်ဘလို့ပဲဖုံးဖုံးဖုံးမရဖြစ်နေပါတယ်။ သူ့ရဲ့ပြည့်စည်ထားတဲ့မျက်နှာပြင်ကအလွန်ကျက်ပြက်လွန်လာကြောင့်သက်ရှိတ िश ူးတွေနဲ့အစာချို့မဲ့နီလန်းကိုဆွလွန်လိုက်ရပါတယ်။အဲ့ဒီအစာမျိုးလုံးကျူးနဲ့နှာခေါင်းအတုတွေကိုအသုံးပြုဖို့ဆရာဝန်တွေကဆုံးဖြတ်ခဲ့ကြတာပါ။ဒေါက်တာကက်ရှနာကဒီနောက်ထပ်ပြန်လည်တိဆောက်ရေးအဆင့်ကိုတာဝန်ယူလုပ်ဆောင်ပါတယ်။အရင်ကနှာခေါင်းအတုကိုကတ်ခဲ့ပေးမဲ့ရှော့ရှော့ကြပါတယ်။နောက်ဆုံးမှာတော့မီယိုကိုကြောက်စုလိုမျိုးအသုံးပြုပြီးမျက်နှာရဲ့အစိပ်ပိုင်းတူတွေကိုခိုင်မာမြင်မြန်စွာနဲ့ချိတ်ဆက်နိုင်သွားပါတယ်။သုံးနိုင်ကြာလောက်ထောင်းလုံနေအရာဒေါက်တာကက်ရှနာကမက်ကီယဥကောင်းကွင်းနဲ့နှာခေါင်းအပေါ်ကအယူတွေမှာတိုက်တင်းနေရန်ကြောက်စုတွေလို့စကူဖောက်ပြီးတော့စိုက်ထားလိုက် ုင်နိုင်ပါတယ်။ဒါဟာမက်ကီအမျက်နှာအကျုပ်ကိုကျွဲဖို့ခိုင်ခန့်တဲ့အခြေခံဖောင်ဒေးရှင်းဖြစ်သွားစေပါတယ်။တွေ့ထားတာတွေမှန်သမျှကနေရလွဲတာတို့လျှော့ကြတာတို့ပြုတ်ထွက်တာတို့ဘယ်တော့မှဖြစ်တော့မှာမဟုတ်ပါဘူးရှင်။မက်ကီအမျက်နှာတစ်ကိုဖန်တီးဖို့အတွက်ဒေါက်တာခမ်ကသူ့ရဲ့အကျန့်ရှိနေတဲ့အမျက်နှာအစိပ်ပိုင်းအကျဉ်းချန်တွေနဲ့ဓာတ်ပုံဟောင်းတွေကိုကိုကယူပြီးတော့ဖန်တီးခဲ့ပါတယ်ရှင်။အဲဒီနောက်မက်ကီရဲ့မျက်နှာအခေါင်းပေါက်ကြီးမှာမျက်နှာဖုံးတက်ဆင်လိုက်ပါပြီ။ဒါပေမဲ့ဒါဟာအကျန့်တွေပဲလုပ်ရပါသေးတယ်။တဘောဝါနဲ့အနည်းဆက်ဆုံးတူအောင်လို့အမှုတစ်ခုဆောက်ဆောက်ပြီးတော့ဆီလီကွန်နဲ့ဖန်တီးပြီးတကယ်လူအရေးပြားနဲ့အနည်းဆက်ဆုံးတူအောင် ောင်း Mac အတွက်လှူဆောင်ပေးခဲ့ပါတယ်။မျက်လုံးကိုလည်းဖန်တဲ့အတကက်အစစ်နီးပါးကျူအောင်လှုပ်ပေးပြီးမှတော့ Mac ကအတော်လေးကိုကျွပြော်ရှူပြော်ပြန်ဖြစ်လာပါပြီ။မျက်နှာအကျွအသင်းနဲ့မတ်ကိုမြင်ရတာကတနာစရာလဲကောင်းသလိုလေးစားဖို့လဲကောင်းပါတယ်လူတန်းမှာတယောက်တောင်ခံနိုင်မှာမဟုတ်တဲ့အဖြစ်ဆိုကြီးကနေတန်တိတ်တန်အပြင်းနဲ့သူရအောင်ရှင်းနိုင်ခဲ့တာကိုမျက်နှာကျူကတည်တည်ပြနေပါတယ်မျက်နှာကျူကသူ့ရဲ့အမခန့်ကိုကြီးကိုသွေးဟာတညံတွေနဲ့လိုက်ဖက်နေပါတယ် ။မက်တယောက်လူတအုပ်အဖြစ်ပြန်လည်ပြီးတော့ပြည့်ပြည့်စုံခဲ့ပါပြီ။နောက်ပိုင်းမှာဗဟုပညာရှင် Scott Fickett ကအစ်စ်နဲ့ပို့တူတဲ့မျက်နှာအစ်စ်ကိုလှူဒန်းပေးခဲ့ပါတယ်။မက်ကမျက်နှာအစ်စ်ကိုဂူးဆိုင်ခြင်းကသူတို့လင်မယားရဲ့နေ့စဉ်လှုပ်ရုပ်လှုပ်ဆင်ဖြစ်လာပါတယ်။မျက်နှာအစ်စ်ကိုတန်လိုက်တင်းနဲ့တွက်ကတ်ထားပြီးတော့မျက်နှာအရည်တွေဘလောက်စိမ့်ကြလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဒီနေ့ကိုတစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ်တန့်ရှင်းလှုပ်လို့ရှိပါတယ်။ Next ကလည်းသူ့ယောက်ျားကိုဘလောက်ချစ်ချစ်သူလဲလူသားပဲပဲမဟုတ်လားပြိသက်ကြီး။ဒါကြောင့်အပြစ်မှန်မှာတော့အဆင်ပြေတဲ့ပုံနဲ့အတင်းထားရပြီးမိသားစုဘဝကိုနေ့စဉ်ရုန်းကန်နေရဆဲဖြစ်ပါတ ယ်။ Mac အနေနဲ့လဲသူ1နဲ့နာကျင်တဲ့အခါကျရင်မျက်လုံးကမျက်ရည်တွေမထုတ်နိုင်တော့တဲ့အတွက်နှလုံးသားတွေကတော့ငုတ်ကြွေးနေရပါတော့တယ်။ဒါပေမဲ့ Mac က Imagine ကိုမှအပြုသဘောဆောင်တဲ့အမြင်ရှိပါတယ်။သူကမျက်စိကန်းသွားပြီးမှသူရှိဘွားတလျှောက်လုံးမြင်ခင်ရတဲ့အလောက်ကအလှကျန်းတွေနဲ့တင်လုံလောက်ပြီးလို့လဲခံယူချပါတယ်။သူရဲ့မျက်နှာတူကိုသူမမြင်ရတော့ပြီးမှအလေးထားသလိုအတွင်းအလှကျန်းကိုသာအဓိကဂရုစိုက်ပြီးပီတိဖြစ်နေလေးရှိပါတယ်။မကအတွက်သူဘဝရည်ရွယ်ချက်ကသူမြင်မြင်နုံနုံချင်းရတဲ့ဇနီးတဲ့နန်စီဘေးနာမှာတေတမန်တက်တဆုံးရှိနေပို့ပါပဲ။လော့ဂရန်ဆူနာမီလိုင်းလုံးနဲ့အခု ခုတရားလာပေါင်းရင်းလိုက်တယ်လို့ခံခင်ရပြီမေမရိုင်မလဲတဲ့စိတ်ထဲနဲ့ကြင်ကြံခံနိုင်ခဲ့တယ်မက်ကက်ဘဝဖြစ်ကအင်မတန်ကိုမှလေးစားဖို့ကောင်းတော့လာပါတယ်ကေပရိတဲ့ကြီးလဲဘဝတကွေမှာလောကရန်လိုင်းနေရိုက်ဖို့ခံရလဲမြဲမြံခိုင်မာတဲ့စိတ်နဲ့လမ်းကြောင်းပေါ်ပြန်ရအောင်ကြိုးစားနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်